င်နဲ့ကိုမပြိုင်ပါနဲ့ဟုတ်လားဖြစ်တယ်ခေါ်လိုက်မယ်တော့အာကွန်းမြင်ကိုကွန်းမြင်ကိုခေါ်လိုက်တော့မယ်နော်ရခေါ်လိုက်တော့မယ်ကွန်းမြင်ကိုဟုတ်ပါတယ်အိုကေအော်တိတ်မကောင်းစရာပဲလူကြီးတွေလေကလေးကိုမကောင်းတဲ့အကျင့်နဲ့တင်ပေးလိုင်းမော်တင်လိုက်သေးတယ်ကလေးကောင်းမှလူကြီးကောင်းမှလူကြီးကောင်းမှအားလုံးကောင်းမှ ကလေးကောင်းမှုဆိုတော့ကကျတော့အဲ့ဒီကလေးရဲ့ပတ်ဝန်းကျင်ပေါ့မိဘအတိုင်းဝန်းဆရာသမားအတိုင်းဝန်းသေဖို့အတိုင်းဝန်းကကောင်းမှုနဲ့အရာတွေကိုအတူယူခိုင်းသင်ပေးမှအဲ့ဒီကလေးကကောင်းလာမှာဖြစ်ပါတယ်အခုကကြည့်ပါလားရှင်းနေအရွယ်တည်းနဲ့ကွန်တာတက်နေပြီဟိုစေဒီကွန်ပြင်းတော့မှစင်ခေါ်သေးတယ်တဲ့ဒါကိုသူတို့ကကိုယူနေတယ်အဲ့ဒါဘာလဲဆိုလို့ရင်ငါတို့ဒီမိဘညံဖင်းတဲ့မိဘငါတို့ဒီညံဖင်းတဲ့ဆရာသမားငါတို့ဒီညံဖင်းတဲ့ဦးလေးအတော်ကြီးငါငါတို့ဒီညံဖင်းတဲ့အကို ဖြစ်ကြောင်းကိုပြနေတာဖြစ်ပါတယ်။ဘုရားသခင်ကဂရေရှိတဲ့တရှိတာပေါ့။လင်မြန်းတဲ့ပေါ်လို့ရှင်160အဲ့ဒါကုံသွားတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီသူတို့ရဲ့မိဘနှစ်ပါးကအငါတို့မှာပဋိသင်္ဍအများကြီးရှိတယ်။ငါတို့ဇာတိမျိုးကိုပညာသင်ပေးရမလို့ဘူး။ဆိုပြီးတော့ပြစ်ထားတယ်။နောက်ပိုင်းမွဲသွားတော့နောက်ပိုင်းဘုရားရှင်ရဲ့အကြောင်းမှာတော့မှသွားတောင်းထားရတဲ့ဘွားရောက်သွားပါတယ်။ အဲ့ခါမှာမေတ္တာပြကြည့်ပြီးရှိတယ်ရှိတဲ့အခါမှာအရှင်အာနန္ဒမေတ္တာကမေတ္တာပြဘာကြောင့်ရှိတယ်ဆိုပြီးမေးတဲ့အခါမှာအာနန္ဒတဲ့အဲ့ဒီတတိယဉာဏ်နောက်ကတဲ့သူကပထမအွေမှာတရားရှာမယ်သူလို့ရှိရင်အမျိုးသားကယဟန်သာအမျိုးသမီးကအနာဂတ်ဖြစ်မယ်အကယ်၍သူတို့ကစီးပွားရှာမယ်သူလို့ရှိရင်မျိုးရဲ့ပထမတန်တာတတိယလေမယားဖြစ်မယ်တဲ့သူတို့ကအဲ့ဒီအွေမှာမေးတယ်ဆိုလို့ရှိရင် ုတိယအရွယ်မှာတရားရှာမယ်ဆိုလို့ရှင်အမျိုးသားကအနာဂံအမျိုးသမီးကတက္ကသကံသီးပွားရှာမယ်ဆိုလို့ရှင်မျိုးရဲ့ဒုတိယတန်တာတစ်သိဖြစ်မယ်သူတို့ကတရားအရွယ်မှာတရားရှာမယ်ဆိုလို့ရှင်အမျိုးသားကတက္ကသကံပုဂ္ဂိုလ်အမျိုးသမီးကအနာတောတာပံပုဂ္ဂိုလ်သူတို့ကတရားမရှာဘဲနဲ့သီးပွားရှာမယ်ဆိုလို့ရှင်မျိုးရဲ့တတိယတန်တာတစ်သိဖြစ်မယ်ဆိုပြီးတော့မြတ်စွာဘုရားကပြောပါတယ်အခုတော့ အချိန်နှောင်းကြပြီးအာနန္ဒာတဲ့ရေမရှိတဲ့ကံမှာတောက်နေတဲ့ བྱ ိုင်းလိုပဲတဲ့ བྱ ိုင်းအိုကြီးလိုဖြစ်နေပြီတဲ့သူတို့ရဲ့ဒီလိုဖြစ်ကြောင်းကို ကြည့်မယ်ဆိုလို့သူတို့မှာပညာပါရမီတွေ ቢ သားတွေပါတယ်ကောင်းမွန်တဲ့ ቢ သားပါတယ်အဲ့ဒီကောင်းမွန်တဲ့ ቢ သားလေးကသူတို့ရဲ့မိဘနှစ်ပါးကြောင့်မိဘနှစ်ပါးအတုံးမကျမှုကြောင့်ပြည့်စည်သွားတာဖြစ်ပါတယ် မကောင်းချောင်းဖို့ဆိုတဲ့အသေးပဲကိုရှင်းပြပေးပါလားဗျာတဲ့မိဘတွေကအခုခေတ်မိဘတွေကကိုသားသမီးတွေကိုငယ်ရွယ်စဉ်မှာပညာသင်ကောင်းတဲ့အချိန်မှာတာလိရေတာသနာပောင်းဝင်ပြီးတော့တာသနာပြုပါလားတာသနာတူတောင်းလုပ်ပါလားနော်အမေတွေကိုတာသနာအမွေခံဖြစ်လုပ်ပေးပါလားဆိုတဲ့ပြောတဲ့မိဘတွေမရှိပါဘူးနဲမရှိပါဘူး ဘလို့မိဘတွေပေါ်တယ်လဲဆိုလို့ရှိရင်ကိုတာတမီးကတောက်စားမူရန်ကျုပ်ကတော့ထိုးသွင်းတဲ့ခါကျတော့အော်ဘုန်းကြီးပြောလို့ရှိရင်သူငြိမ်းပါပဲဆိုပြီးတော့ကျောင်းကိုပို့ပါအဲ့ဒါကိုမကောင်းကျောင်းပို့လို့ခေါ်ပါတယ်နော်အခုခေတ်သာသနာသူရတယ်ဆိုတာပါလဲဆိုရှင်တာကောင်းတမီးကောင်းတွေကိုမိဘတွေကသာသနာပောင်ကိုတင်းတင်းမရှိပါနော်အဲ့လိုထိုးသွင်းတဲ့သာသမီးတွေကိုပဲမိဘတွေကဝင်ခိုင်းတယ်ဝင်ခိုင်းတယ် ဒီပါရဲ့အတင်မပြေလို့ရှိရင်ကိုသားသမီးကိုဝင်ခိုင်းပြီးတော့အလူခံခိုင်းပါလေအဲ့ဒါကိုကြည့်ပါမြန်မာနိုင်ငံမှာအဲ့ဒါလိုမိဘတွေကပေါ်ပါဒါကိုမကောင်းကြောင်းဖို့လို့ခေါ်ပါလေနော်အဲ့ဒီမကောင်းကြောင်းဖို့တမကိုမပါဘူးအရေးကြီးပါကိုကြောင့်တာသနာမသေရုပ်ပါတင်နဲ့တုံးခိုင်းလေးကိုရှင်းပြပေးပါလားဗျာတဲ့ဒါမိုင်းမုန်းစရာဒီခိုင်းမှာလာမတ်ထားတာဖြစ်ပါတယ် နံပါတ်1ထေရဝါဒနံပါတ်2မဟာယာနနံပါတ်3ဝတိရယာနအဓိကအကိုင်း၃ကိုင်းထေရဝါဒဆိုတာဘုရားဟောတိုင်းကိုလုံးဝမပြောင်းမနေမှတ်တမ်းတင်လာတာကိုထေရဝါဒခေါ်ပါတယ်မဟာယာနကျတော့ခင်းနဲ့အညီဒေသနဲ့အညီလူတွေရဲ့ရင်းမြစ်နဲ့အညီပြောင်းလဲပါတယ်ဝတိရယာနကျတော့ကိုကမကောင်းမှုတွေ့ထားတယ်အဲ့ဒီမကောင်းမှုကိုဘေကာရာကိုရွတ်လိုက်ဘေကာရာကိုရွတ်လိုက် ပြောရင်အဲ့ဒီမကောင်းမှုရှင်းပြောက်တယ်အဲ့ဒါကိုဝဇိတယနာဘုရားဘာသာခေါ်ပါတယ်